ုံမှန်မဟုတ်တဲ့ခန္ဓာနဲ့ဘဝဘေးအခြေအနေကြောင့်လမ်းဘေးမှာအလုခံနေရလို့ရှက်ကတန်တရာကလွတ်ချင်ကြောင် ပြောလာတဲ့ဆရာလေးဒေါက်တာခဝရီပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြလဲကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးလို့ရှင်ဒီနေ့တော့ကျမတို့ရဲ့ page ကနေညီအားရဲ့သူတိုင်းစိတ်မကောင်းဖြစ်ရပြီးတော့တန်ဝေကတရားတွေတို့ပါစေမယ်ဘဝဇလန်တစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့မတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပေမဲ့လောကဒဏ်ကိုစဉ်ဆက်ခံရင်းနဲ့တရဏဘောင်ထဲမှာတရားတမ်းမနဲ့ဖြည့်သိမ့်နေတဲ့ ဆရာလေးဒေါ်ဒိတ်ခောက်ရီရဲ့အကြောင်းပဲဖြစ်ပါတယ် နေပူကျဲလေးထဲမှာသီလရှင်ဝတ်စုံလေးနဲ့အလူခံနေတဲ့အသက်85နှစ်အရွယ်ဆရာလေးတစ်ပါးကိုမြင်လိုက်ရတဲ့အချိန်မှာလူတိုင်းကယုံနာတတ်ကြရပါတယ်။ဆရာလေးတော်ဒိတ်ခဝရီယာမွေးရပါလက်နှစ်ဖက်မပါရှိသလိုခြေထောက်တွေကလည်းပုံမှန်မဟုတ်ပါဘူး။ဒီလိုချင်းနေနဲ့မြန်မာနိုင်ငံလူနေရမှာအသက်ရှင်ရပ်တည်ဖို့ဆိုတော့ဘလောက်တောင်ခက်ခဲလိုက်မလဲဆိုတာတွေးကြည့်လို့ရပါတယ်။ဒီလိုချင်းနေနဲ့ဖြစ်တာကြောင့်ဆရာလေးဟာအရာရာကိုသူများရဲ့အကူအညီနဲ့ပဲလောက်ခံရမယ်လို့ထင်ရှားရှိပါတယ်။ဒါပေမဲ့ဆရာလေးကတော့သူ့ရဲ့ဝေယဝိဆရိကိုကိုယ်တိုင် ုံနိုင်ဖို့စ조사နေတဲ့သူပါဆရာလေးဟာပုံပါးစာတီချောတော်ကျေးရွာသူတယောက်ပါအမေရှိစဉ်အခါမှာတော့ဒီလိုမတန်ဆွမ်းတဲ့ခန္ဓာကိုယ်နဲ့ဖြစ်နေပေမဲ့အမေရဲ့မြတ်တရားရေးမှာခိုလုံပြီးတော့ဘဝကအဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့အမေကွယ်လွန်သွားချိန်မှာတော့ဆရာလေးအတွက်အကြီးမားဆုံးအပြောင်းအလဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ငွေချင်းမောင်နှမတွေရှိပေမဲ့ဘယ်သူမှသူ့ကိုတာဝန်ယူဆောက်ရှောက်ခြင်းမရှိခဲ့ပါဘူး။ဒီအဖြစ်ပြက်ကဆရာလေးအတွက်တဘဝလုံးတိမ်ငယ်စိတ်ဝင်စေခဲ့တဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ဆရာလေးကတော့သူ့ကိုပြစ်ပယ်ထားတဲ့မောင်နှမတွေကိုအပြစ်မမြင်ပါဘူး။ကိုရဲ့ကံတရားကြောင့်ပဲဆိုပြီးနှလုံးသွင်းထားပါတယ်။တူတူမလေးတွေကတော့တခါတရံလာရောက်ပေးကန်ဆောင်းရှောက်ကြပေမဲ့သူတို့ကိုယ်တိုင်ကလည်းစီးပွားရေးအခြေအနေမပြေလည်ကြပါဘူး။ဒါကြောင့်နောက်ဆုံးမှာတော့ဝမ်းဟီးအတွက်မဖြစ်မနေလမ်းပေးထွက်ပြီးအလူကန်စားတော့ဖို့ဆုံးဖြတ်ခဲ့ရပါတယ်။တောင်းစားတဲ့အမျိုးမျိုးမဟုတ်တော့ရှက်တာပေါ့ကွယ်လို့ဆရာလေးကအရင်ဖွင့်ပါတယ်။ ဒါပေမဲ့ဘိုက်ကဆာလောင်နေချိန်မှာအဆက်တရားဆိုတာကိုဘေးချိတ်ပြီးနေ့စဉ်ဘဝအတွက်အယုံကန်နေရတာပါ။နောက်ပိုင်းမှာတော့ဆရာလေးဟာတရဏပေါင်လေးကိုဝင်ရောက်ပြီးတော့မေတိလရှင်ဖြစ်နေကူပြောင်းခဲ့ပါတယ်။ကြောင်ပောင်မျိုးမှာတရင်သုံးရင်နဲ့တစ်ဖက်ကတရားဘဝနာပွားများသလိုတစ်ဖက်ကလည်းဝန်ကြီးအတွက်အလူခံထွက်ရပါတယ်။လက်နက်ဖက်မရှိခြေထောက်မတန်ဆွမ်းပေမဲ့ကိုယ်အတွက်အင်းချက်စားတော့ နေတိုင်းတဲ့ကျောင်းသင်ငန်းနဲ့ဖျားစီဒီပရဝုံကိုတက်နိုင်တဲ့လောက်တန့်ရှင်းလောက်ကြတွေကိုကိုယ်တိုင်းပဲလောက်ကင်ပါတယ်ဆရာလေးရဲ့ဒီလုံလဝရိယကတော့တကယ့်ကိုအမခမ်းပါပဲဆရာလေးတော်ဒိတ်ခဝရိက သူရဲ့ဒီဘဝမှာခံစားနေရတဲ့ဝိဒုက္ခတွေကိုတဝေကယူပြီးဒီဘဝမှာဒီလောက်ဆင်းရဲဒုက္ခတွေခံစားခဲ့ရတာတော်ပါပြီ။နတ်ဘဝဖြစ်ဖြစ်တခြားဘယ်ဘဝကိုမှမလိုချင်တော့ဘူး။တဏှာကနေလွတ်မြောက်တဲ့နိဗ္ဗာန်ချမ်းသာတစ်ခုတည်းကိုပဲလိုချင်တော့တယ်လို့မိန့်ကြပါရယ်။လမ်းမင်းမှလူခန့်ရင်းနဲ့လည်းစိတ်ထဲမှာတရားဘဝနာတွေကိုပွားများနေရလို့ဆိုပါရယ်။ဆရာလေးတော်ဒိဋ္ဌဝရရဲ့ဘဝဇာတ်ကြောင်းကိုကြားသိရတဲ့အခါမှာသူရဲ့ကြံ့ခိုင်မှုသူရဲ့ခန္ဓာတရားပေါ်မှာရှုမြင်သုံးသပ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုတဲ့စိတ်ဓာတ်ကို အားကြအတူယူရင်းနဲ့ကုသိုလ်တရားတွေပွားများနိုင်ကြမှာပါဆရာလေးကိုကုညီလူတန်းလိုပါကစေတနာရှင်များအတွက်အောက်ပါလိမ့်စာနဲ့ဖုန်းနဲ့ဘက်ကိုဆက်သွယ်နိုင်ပါတယ်ရှင်ဆက်သွယ်ရန်ပရိယတိပရိပတ္တိယိတာမကင်လန်းနဲ့တတိပန်ထံတောင်ကလတ်အစင်းလန်းဖုန်းနံပါတ်39963931 62အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ဆရာလေးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်